မြမစာပေပြည်သက်များမင်္ဂလာပါဒီတစ်ခေါက်မြမစာပေကနေတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မတူတာတွေမညီတာတွေကွဲလွဲချက်အထွေထွေဟာချစ်ချင်းမြတ်တာအစ်စ်ကို လွှမ်းပစ်လို့မရပါဘူးဆိုတဲ့တက္ကသိုလ်ဖုံးနိုင်ရဲ့ခေါင်းစဉ်လေးအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ပြိုမြင့်နှုနယ်တဲ့ချစ်ချင်းမြတ်တာအကြောင်းတရားတွေကို နောက်ခံထားပြီးတခါမြည်းစမ်းကြည့်မိလိုက်တာနဲ့နှစ်ကာလကြာမြင့်တဲ့အထိအရသာမပြတ် စွဲကြံနေရအောင် ဖွဲ့နှဲ့ရေးသားတတ်သူကတော့ဆရာကြီးတက္ကသိုလ်ဖုံးနိုင်ပဲဖြစ်ပါတယ်။ဆရာတက္ကသိုလ်ဖုံးနိုင်ရဲ့အရေးသားကိုအနှဲငယ်လှစ်ဟပြရမယ်ဆိုရင်တော့ချစ်ပါတယ်ခါရဲ့ခိုင်ကိုမောင်းတိတ်ကိုချစ်ပါတယ်။ဒါပေမဲ့ငိုရတဲ့အချစ်မျိုးနဲ့ချစ်ပါတယ်လို့မောင်းမပြောပြစေနဲ့တော့မငိုရတဲ့တငယ်ချင်းချစ်နဲ့ပဲချစ်လိုက်ပြရစီ။တန်တရာဆက်ဆက်ပြန်ဆုံတွေ့ရတဲ့အထိခိုင်ကို တငယ်ချင်းဖြစ်နေပဲမောင်ဆက်ချစ်ပြစီခိုင်းဆိုတဲ့စာသားမျိုး နောက်တစ်ခါလွမ်းဖို့ကောင်းနေဆိုတာငိုချင်တာတမျိုးဒါပေမဲ့ရင်ထဲမှာတင်ငိုချင်တာပြီးတော့ရင်ထဲမှာတင်တိတ်ချင်တာဆိုတဲ့စာသားမျိုးစတဲ့မေတ္တာအဖွဲ့အစည်းတွေနဲ့လူငယ်တွေအထူးသဖြင့်ချစ်ချင်းမေတ္တာမှာဆိုရင်တိမ်မွေးနူးညံ့သွားတတ်တဲ့အမျိုးသားတွေရဲ့ခံစားချက်ကိုပေါ်လွင်အောင်စာပေအတက်နဲ့ပေါ်ပြနိုင်သူလည်းဖြစ်ပါတယ်ပြောင်မြောက်တယ် ဖွဲ့နှွဲမှုတွေနဲ့ဖြူဖြူဖြက်ဖြက်လင်းလက်တဲ့ကျေပွင်လေးကိုစာချစ်သူတွေစီ အရောက်ပို့ပေးနိုင်တယ်။ဆရာတက္ကသိုလ်ဖုန်းနိုင်ရဲ့အမည်ရင်းကတော့ဥက္ကင်မောင်တင်ပဲဖြစ်ပါတယ်။ဆရာကို1939ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကြာသာပတေးနေ့မှာရန်ကုန်တိုင်းတန်လင်းမြို့မှာ အဖဦးထွန်းဖေအမိတော်ကျင်မေတို့မိဘနှစ်ပါးကဝေးဖွားခဲ့တာပဲဖြစ်ပါတယ်။ စာရေးဆရာအပြင်ဇန်ညွန်းရေးဆရာနဲ့တေးရေးဆရာတယောက်အဖြစ်လဲဆရာဟာ1949ခုနှစ်မှာ ရှုမဝမဂဇင်းပါဒရိခကပြာနဲ့စာပေနယ်တဲ့ကိုစတင်အခြေချခဲ့တာပဲဖြစ်ပါတယ်။ဆရာတက္ကသိုလ်ဖုံးနိုင်ဟာပြည်ခရိုင်ပေါင်းတယ်မြို့မူလာတန်းလုံးကျောင်းကနေတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးတော့1955ခုနှစ်မှာ စိတ်ပညာဝိဇ္ဇာကုန်ဘူးပွဲကို၎င်း 1959ခုနှစ်နဲ့1962ခုနှစ်တွေမှာအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကိုလံဘီယာတက္ကသိုလ်ဘွဲ့လွန်မဟာဌာနရဲ့မဟာဝိဇ္ဇာဘွဲ့တို့ကို၎င်းစီးပူးအောင်မြင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ဆရာဟာစာပေရာမှာလူပရိသတ်ကိုထုံးလင်းစေတဲ့မိအိမ်တစ်ခုသာမကဘဲမန္တလေးယူနီဗာစီတီကောလိပ်ရဲ့စိတ်ပညာဌာနမှတောင်ကြီးကောလိပ်ပသိမ်ဒီဂရီကောလိပ် မော်လမြိုင်ဒီဂရီကောလိပ်တွေမှာကျောင်းအုပ်ကြီးပညာရေးတက္ကသိုလ်မှာပေါမောက္ခချုပ်အစရှိတဲ့တာဝန်တွေကိုထမ်းဆောင်ပြီးကျောင်းသားလူငယ်တွေကိုပညာနဲ့ထုံမွန်းတင်ပြပေးခဲ့သေးတာပဲဖြစ်ပါတယ်။ဆရာရဲ့ထင်ရှားတဲ့လက်ရာတွေကရုပ်ရှင်အမှုပညာအဖြစ်ပြန်လည်ဖော်ပြခြင်းခံခဲ့ရတဲ့ဝိထုကတော့သူ့ကြုံမခံပြီးမိုးညအိမ်မက်ဖြူတပီသူမက်ရွှေထားနဲ့တငယ်ချင်းလိုပဲဆက်၍ခေါ်မိခိုင်းစတဲ့စာအုပ်တွေပဲဖြစ်ပါတယ်။ စာဖတ်ပရိသတ်ရဲ့အားပေးမှုကိုတခဲနဲ့ရရှိခဲ့တဲ့ဆရာကြီးတက္ကသိုလ်ဖုံးနိုင်ရဲ့လုံချင်းဝိထုရှိချို့ကိုပေါ်ပြရရင်တော့မြမာလေးရဲ့စိုးရိမ်မိတယ်လွှမ်းဤမြေမသည်စိမ့်နေအောင်မိကျွန်တော်မြေမောင်ဘဝညအလားကွယ်တငယ်ချင်းလိုပဲဆက်၍ခေါ်မိခိုင်ချစ်တော်ဤကဘာလွမ်းတေးမဆုံးစေနှင့်သောသခင်ကဘာကုံကြည်တည်၍ຫນွေကန္နာဦးဝတန်လေးချင်းကူနှင်းငွေတထောက် မိုးတမောကိုအလှဘဝငွေလာမဲဆုံးခွာရသည့်ညဉ့်ညများ မိုးရီရွာမဖြစ်လျင်ကွယ်တိမ်ညူအလွင့်လာအမြင်ချစ်သူအိမ်အမိုးနောက်ဝဲလာပြောက်ခဲ့ခြင်းမျက်ရည်လောကများဤဟိုမှာဘက်လေယူးသည်စာမတက်ပါ စားတဲ့ဝိထုတွေပဲဖြစ်ပါတယ်ဆရာဟာမဂဇင်းဝိထုရှိဝိထုတို့စာပေအမှုပညာဆိုင်ရာကျမ်းများအင်္ဂလိပ်မြန်မာနှစ်ဘာသာပြန်ကြပြာစာအုပ်တွေကိုလည်း ြောင်မြောက်လှပစွာရေးသားခဲ့သလိုထင်ရှားတဲ့ဆရာရဲ့လက်ရာတွေဖြစ်တဲ့သူ့ကြုံမခံမီဝိထုကိုရုရှားဘာသာသို့တော်၎င်းစွန့်ခွာရသည့်နှွေညာများဝိထုကိုတရုတ်ဘာသာသို့၎င်းတငယ်ချင်းလိုပဲဆက်၍ခေါ်မိခိုင်ဝိထုကိုဟင်ဒီဘာသာသို့တော်၎င်းဘာသာပြန်ဆိုခြင်းကိုခံခဲ့ရပါသေးတယ်။1982ခုနှစ်မှာတော့ဆရာကြီးတက္ကသိုလ်ဖုံးနိုင်ဟာနှင်းငွေတထောင်မိုးတမောက်ဆောင်နဲ့အမျိုးသားစာပေစုကို ထိုက်တန်စွာစုကူးနိုင်ခဲ့ပြီးစာပေတွေကိုဆက်လက်ဖန်တီးရင်းနဲ့2002ခုနှစ်မေလ10ရက်နေ့မှာတော့ဆရာကြီးဟာကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။အသက်82နှစ်အရွယ်အသက်82အရွယ်ရောက်တဲ့အထိဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ဟာဝိထုတူဝိထုရှိစောင်းပါရှိစတဲ့စာပေအမျိုးအစားတွေကိုလှပစွာချိန်မုံပြနိုင်ခဲ့သူအဖိုးတန်အမှုပညာကလောင်တစ်ချောင်းဖြစ်ခဲ့ပြီးစာချစ်မျက်နှာတို့တွေအကြားယနေ့ချိန်ထိ ထင်ရှားစွာရေပန်းစားနေစေပညာရှင်ကြီးတယောက်လိုလဲဆိုလို့ရပြန်ပါသေးတယ်။ဒီကနေ့မြမစာပေကနေတင်ဆက်ပေးခဲ့တာကတော့စာပေလောကမှာနာမည်ကျော်ထင်ရှားတဲ့စာရေးဆရာကြီးတက္ကသိုလ်ဖုံးနိုင်အကြောင်းပဲဖြစ်ပါတယ်။အခုလိုမျိုးစာပေဝါသနာပါသူတွေအတွက်နာမည်ကျော် စာရေးဆရာကြီးများရဲ့အကြောင်းကိုပေါ်ပြပေးသွားအောင်မယ်ပြင်အခြားဘုသူတရရှိပွဲရာဇလန်းတူတွေပုံမြင်လေးတွေကို နေ့စဉ်နေ့တိုင်းနားဆင်ခံစားနိုင်အောင်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့မြန်မာစာပေ YouTube Channel နဲ့ Facebook Page ကို Subscribe Follow လုပ်ထားကြဖို့ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။